ကျွန်တော်တို့ဘာပဲပြောပြောဒါကတော့နိုင်ငံတကာပဲနိုင်ငံတကာကကျွန်တော်တို့ဒီလူတွေကိုဟိုမတရားသဖြင့်လိမ်လည်ပြီးတော့စီးပွားရှာတဲ့ကိစ္စအဲ့လိုမျိုးဘယ်ဆိုးရပဲဖြစ်ဖြစ်ဝင်ရောက်ဝင်ရောက်ဟိုဘောနော်ဝင်ရောက်ရှင်းလင်းတယ်အဲအဲ့လောက်ကိုကျွန်တော်တို့အရေးယူတာတော့ဒါဒါကတော့ဟိုကြိုဆိုရမယ့်ကိစ္စလို့ကျွန်တော်အနေနဲ့ဟိုမြင်ပါတယ်။နောက်အဓိကတော့ဟိုဒီအခုလက်ရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အစောပြောတဲ့ဟိုကြားဖြန့်လုပ်ငန်းအတွက်နဲ့ဟိုဘောဒီဟို online လည်လည်မှုတွေကိုအဓိကလုပ်နေတယ်ဆိုတော့အစောကေကေပတ်ကိုလည်းဟိုပြီးခဲ့တဲ့သတင်းပတ်တုန်းကဝင်ရောက်စီးနင်းတယ်လို့ဒီအခုတရက်နှစ်ရက်အတွင်းမှာလည်းကျွန်တော်တို့ဒီဟိုရွှေကုတ်ကူမှာလည်းဟိုစာကျွန်တော်တို့ဝင်ရောက်စီးနင်းတာရှိတယ်အဲ့နားမှာရှိတဲ့ကြောက်ညက်တို့ပါတော့ဝင်ရောက်စီးနင်းနေတာမျိုးရှိတယ်ဒါတွေကတော့ကျွန်တော်တို့ကဒါတကယ်လို့နိုင်ငံကတကယ်လူသားတွေဒါမတရားလုပ်တဲ့လုပ်ငန်းတွေစီးပွားရေးဒါမတမာတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တော့အဲ့အတွက်ကတော့ကျွန်တော်တို့အနေနဲ့တော့ကြိုးဆိုပါတယ် အစောကကျွန်တော်တို့ပြောထားသလိုပဲအဓိကတော့ဒီ online လိမ်လည်မှုတွေကိုအပြစ်ပေးအေးအေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆက်တွဲဖြစ်စင်ရတော့ကျွန်တော်တို့အများအားဖြင့်ခံရတဲ့ဒီရှစ်ပြောင်းမြန်မာအလုပ်သမားတွေပေါ့အဓိကအဖြစ်ထိုင်းနိုင်ငံမှာအလုပ်လုပ်တဲ့မြန်မာရှစ်ပြောင်းအလုပ်သမားတွေကဒီကြားဖြန့်ကိုနှိမ်နင်းနေဆိုရဲကျွန်တော်တို့လုပ်ငန်းစဉ်တွေရနောက်ကြားဖြန့်ပေါ်ဒီအဲ့ online လိမ်လည်မှုတွေမှာလည်းသူတို့လည်း လူကုန်မှုခံရတာလည်းရှိတယ်သူတို့လည်းမတရားနှိပ်စက်ညှဉ်းပန်းခံရတဲ့ရှေးပေါင်းလူတမားတွေလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့အခုနောက်ဒီအခုအမေရိကန်ကဥဆောင်ပြီးတော့ထိုင်းရဲ့ကျွန်တော်တို့အမျိုးသားလူ့ကျိုးရေးကောင်စီအနေနဲ့လည်းဥဆောင်ပြီးတော့တကယ်ကိုတိတိကျကျဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့နောက်ပို့ပြီးတော့ကျွန်တော်တို့ရဲ့ဒီရှေးပြောင်းအလုပ်သမားတွေကဟိုတိုက်ရိုက်တော့လကောတော်ခွက်တော့လကောဒါတော့ ဟိုခံရမှာပေါ့နော်အဆိုးဘက်ကိုခံရမှာတွေရှိလိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့ဟိုပြောချင်ပါတယ်ဒါအခုလောလောဆယ်အနေနဲ့ကျွန်တော်တို့ဟိုမြေသားထင်တာရှိတဲ့ဟာမျိုးကျွန်တော်တို့ပြောပြမယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့တော့ကထိုင်းဆူရကတိတိလင်းလင်းနဲ့ပေါ့နော်တိတိကျကျတတ်မှတ်ထားတယ်သူတို့အနေနဲ့ကလည်းတကယ်လဲသူတို့နိုင်ငံအတွက်အလို့သမားလူတယ်ကျွန်တော်ရွှေပြောင်းလူသမားတွေကို ဟိုယာယီကျွန်တော်တို့ဒီနာမည်စင်းလက်ခံမယ်ပြီးတော့ကျွန်တော်တို့ပန်းရောင်ဘတ်တွေလုတ်ပေးမယ်ဆိုပြီးတော့ကြင်ညာပြီးတော့မှအဲ့ဒီနဲ့မှာပဲကျွန်တော်မလုတ်ပေးတော့ဘူးပေါ့နော်မလုတ်ပေးသေးဘူးဆိုပြီးတော့ပြန်ကြင်ညာတာရှိတယ်ဒါပေမဲ့ဘယ်နေ့ဘယ်ရက်မှာဟိုတိတိကျကျလုတ်ပေးမယ်ဆိုတာလည်းအခုတိတိမပြောသေးဘူးနောက်ပြီးတော့တို့အနေနဲ့လည်းဒီရက်မကြိုက်သေးခင်ရမှာလည်းထိုင်းဆိုးရဝင်ကြီးထတာအနေနဲ့ပြောတယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်လလောက်ကပြန်သွားတယ်ကျွန်တော်တို့ကမ်ဘောဒီးယားရှစ်ပြောင်းအလုပ်သမားတွေရဲ့နေရာမှာ ကျွန်တော်တို့မြန်မာရှေ့ပြောင်းလူသမားတွေကိုအစားထိုးမယ်ဆိုတာလဲသူတို့ပြောထားတာရှိတယ်။နောက်သူတို့ရဲ့ကျွန်တော်တို့စစ်တမ်းတွေရထိုင်းနိုင်ငံထဲမှာအထောက်ထားမဲ့တရားမဝင်လုတ်တဲ့အလုပ်သမားတွေကလည်းတန်းနေရှိပြီးတော့ရှိနေတာမျိုးကြီးရှိတော့ဒါသူတို့အနေနဲ့ကဒီတရားဝင်လက်မှတ်တွေကိုထုတ်ပေးမယ်ဆိုတာလဲဆုံးဖြတ်ထားပြီးသားအခုလိုမျိုးဆိုင်းငန်းတဲ့ကိစ္စသည်ဟိုကျွန်တော်တို့ပြောနိုင်တာတော့အစောကပြောတဲ့ဟိုဓာတ်ရိုက်တယ်လောက်ကောင်းတွယ်ဝက်တယ်လောက်ကောင်းအစောအွန်လိုင်းလိမ်လည်မှုဒီကြားဖြတ်နေနေတော့ လုံးဝပတ်သက်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့သတင်းတွေကျွန်တော်တို့ပြန်ကြားတယ်ကျွန်တော်တို့ပဲကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကျွန်တော်တို့အစိုးရအဖွဲ့အစည်းတွေအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့လေ့လာချက်ရလဲတချို့ဒီဘတ်၅တန်းပေါ့ဗျာဘတ်၅တန်းထိုင်းဆိုရရှိမှာတွင်ထားပြီးတော့မှအလုတ်ကန်ရှာဖွေပေးတဲ့ agency တွေကအဲ့ဒီ မတမာတဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့အစောအွန်လိုင်းလိမ်လည်မှုအဖွဲ့တွေကနေပြီးတော့သူတို့ရဲ့အလုပ်သမားတွေကိုတရားဝင်လက်မှတ်ရအောင်လုပ်ပေးတဲ့ထဲမှာလည်းအဲ့ဒီမျိုးတွေဟိုလုပ်နေတာမျိုးတွေလည်းကျွန်တော်တို့ကကြားရတယ်။ဒါကြောင့်မလို့လည်းအစောကပြောထိုင်းဆိုးကဒီလက်မှတ်ထုတ်ပေးတဲ့ကိစ္စကိုကျွန်တော်တို့ယာယီရထားထားတာလို့ကျွန်တော်တို့အနေနဲ့ဟိုနားလဲပါတယ် ဟိုကျွန်တော်တို့အမြဲတမ်းပဲပေါ့ကျွန်တော်တို့အဖွဲ့စည်းနေနေတော့ပေါ့ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းလည်းပြောပါတယ်ထိုင်းနိုင်ငံမှာနေတဲ့ဟိုမြန်မာရှေ့ပြောင်းအလို့သမားတွေနေရတော့အတတ်နိုင်ဆုံးသူတို့ရဲ့နိုင်ငံရေးခြေနေသူတို့ရဲ့နိုင်ငံရဲ့ဒီစီးပွားရေးအခြေအနေဒီကိုလည်းကြည့်ပြီးတော့အတတ်နိုင်ဆုံးဟိုသူတို့နဲ့အဆင်ပြေအောင်နေရမယ်ပေါ့ဗျာအဲ့ဒါတော့ဒါအခြေခံပေါ့အခုဥပမာဆိုလို့ရှိရင်အခုကဒါသူတို့ရဲ့အင်မတန်မှဟိုလေးစားချီညိုတဲ့သူတို့ရဲ့ဘရင်မိဖုရားကြီးပေါ့နော်ဟိုသူဒီဘရင်ရဲ့ဟိုဟိုကလည်းအမေတော်လေးဖြစ်တယ် ဒါတော့ဟိုစုပ်ဟိုဖြစ်သွားလို့ရှင်ပါလေအားလုံးကပွဲလန်းသဘင်တွေကိုကျွန်တော်တို့ပိတ်ပင်ထားတာရှိတယ်ဒါကိုကျွန်တော်တို့ပွဲလန်းသဘင်တွေကိုလုံနေတဲ့လူတွေရက်ွက်ကြေးရွာတွေမှာဆူညံနေတဲ့လူပုတ်အဲတွေ့နေရတယ်အဲ့ဒါတည်းကျွန်တော်သတိထားရမှာဖြစ်တယ်နောက်အတက်နိုင်ဆုံးကိုယ့်ရဲ့လုပ်ငန်းရှင်တွေနဲ့အဆင်ပြေအောင်လုပ်ငန်းရှင်တွေရဲ့အကာအကွယ်ရအောင်လက်မှတ်ရှိရှိမရှိရှိ နေဖို့လိုပါမယ်နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီထိုင်းဆူဟာကခဏခဏပြောနေရပါဘာထိုင်းဆူဟာပြတ်ထန်တတ်မှတ်ထားတဲ့ဥပဒေတိုင်းတော့ ဟိုနေရလိမ့်မယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကအများအားမဲ့ထိုင်းနိုင်ငံဟုတ်အရင်ကျွန်တော်တို့လွန်ခဲ့တဲ့2020 30ရာအချိန်ဒီမဟုတ်တော့ပါဘူး။တော့သူတို့ရဲ့လက်ရအစွန်းရောက်သူတို့ပြောတဲ့အမျိုးဘာသာသာသနာဆိုတဲ့ထိုင်းဘာသာတွေကလည်းတစုံတရာအင်အားကောင်းလာတဲ့အချိန်မှာအလုံးအနေနဲ့ဟိုစနစ်တကျနဲ့သူရဲ့စီမင်းစည်းကမ်းနဲ့ထိုင်းစိုးကတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့နေကြထိုင်ကြဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံတိုက်တွန်းချင်ပါတယ်။နောက်တစ်ချိန်တည်းမှာပဲစူးစမ်းပြီးတော့ကျွန်တော်တို့သူတို့နဲ့ ဆက်ဆံဆောင်ရွက်လို့ရတဲ့ communication ပေါ့ဗျာ။အဲ့ဒါသူရဲ့ time ဘာသာစကားကိုတော့အတတ်နိုင်ဆုံးစူးစမ်းသင်ယူကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါ